မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် Mongo database အကြောင်းရင် Mongo database ကိုပိုင်သွင်းတဲ့ဘယ်လိုချိတ်ဆက်နိုင်မလဲအကြောင်းကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့တော့ Mongo database ကို Windows အလဲပိုင်းမှာဘယ်လိုအင်ဆုံးလုပ်မလဲဆိုတာကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီပထမဦးဆုံးကျွန်တော် Google ကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော် Mongo database ဆိုပြီးတော့ download ရမှာပဲဖြစ်ပါတယ် MONGODB download ဆိုပြီးကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဘာဘယ် site ကိုသွားမှာလဲဆို MONGODB community server ကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်နည်းနည်းစောင့်လိုက်မယ်အောက်ကိုနည်းနည်းစဉ်းလိုက်ရင်ဒီမှာ MongoDB community server ဆိုပြီးတော့ကျွန်တော်ဘေးကနေပြီးတော့ကျွန်တော်ပေါ်နေမှာပဲဖြစ်ပါတယ်အဲ့ ဒီကောင်းကိုဆက်လက်လုပ်မယ်လုပ်ပြီးသွားရင်ဒီဘက်ဘေးကိုကျွန်တော်ဆွဲလိုက်မယ်ဆိုရင်ဒီမှာ window 64ဆိုပြီးတော့ရှိရယ်ဘာကင်က8.2.1ဆိုပြီးတော့ရှိရယ်ပြီးသွားရင်သူ့ကိုကျွန်တော် download လုပ်လိုက်မှာပဲဖြစ်ပါဒါကတော့ကျွန်တော် mongo database server ကိုကျွန်တော် download လုပ်တာ။နောက်ပြီးတော့ပြီးတော့မှဒီကတော့ကျွန်တော် internet speed ပေါ်မှာ modify ရပါတော့ တော့နည်းနည်းတော့ကြာပါမယ်။ဒါဖြစ်လို့လဲဆိုရင်ကျွန်တော်တို့956မှတ်ရှိတဲ့အတွက်ကြောင့်မဟုတ်ဖြစ်ပါဘူး။တော့ဒီမှာဆိုရင်ကျွန်တော် download လုပ်ပြီးသွားပြီ။ဟုတ်ပြီ။တော့ဒီမှာ show in folder နှိပ်လိုက်မယ်။ဒီမှာကျွန်တော် install ကျွန်တော်တွားလောက်လိုက်မယ်။တော့ပထမဆုံးကျွန်တော် mongo database စာပါရှင်ရပြီ community ပြီးတော့ကျွန်တော် right click ထောက်လိုက်မယ်။ပြီးတော့ရင်ကျွန်တော် run လိုက် open ပေါ့။ Uban cho nó này là Ồ Quá sổ việc nó này là mấy Nó bông màn đáy Này bê mấy Khi đoán xa về mấy Này của cái này mấy Cứ đoán cho nó vào lông lại xuống Công bí của cái này mấy ဒီဘာမှမရှိဘူးပုံမှန်တိုင်းပဲကျွန်တော် next next ဆိုပြီးတော့ install တော့ပေးလိုက်ပါပဲဖြစ်ပါတယ်။တော့ဒီနေရာမှာလည်းနည်းနည်းတော့ကြာမှာခင်ဗျာ။တော့ဒီမှာဆိုရင်တော့ no mongo server ကိုလည်း no set up install လုပ်ပြီးသွားပြီ။ဒါအပြင်ကျွန်တော်ဘာဘာထွက်လာလဲဆိုရင် mongo db combat MongoDB ကိုဘက်ကဘာလဲဆိုရင်ကျွန်တော်တို့ client တစ်ခုဖြစ်ပါတယ်ဒီ MongoDB ဘက်ကို Mongo ကိုဘက်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ collection တွေတိစောက်တာတွေဒီကုမနဲ့တိစောက်တာတွေဒီကုမနဲ့ထည့်သွင်းတာတွေကျွန်တော်တို့ကလုပ်လို့ရပါဒါကပထမတစ်ဆင့်အနေနဲ့ကျွန်တော်တို့ Mongo DB server ကိုကျွန်တော် install လုပ်ပြီးသွားပြီဒါအပြင် MongoDB ကိုဘက်ကိုလည်းကျွန်တော် install လုပ်ပြီးသွားပြီ ောက်ထပ်ကျွန်တော်ဘာကို install ပြုလုပ်ချင်လဲဆိုရင် MongoDB share ပေါ့သူကကျွန်တော်ကို command နဲ့အသုံးပြုလို့ရအောင်တော့ထောင်းအောင်ပါပဲဖြစ်ပါဟုတ်ပြီနော်ဒီအရလေးကိုတော့ပိတ်လိုက်ပါပထမဦးဆုံးကျွန်တော် download site ကိုထပ်သွားမယ်အဲ့ထက်ကနေပြီးတော့ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော် to ကိုကျွန်တော်သွားမယ် to သွားပြီဆိုရင် to ရဲ့အောက်မှာကျွန်တော်ငင်းတာထင်တာရှိပါတယ်ဒီမှာဟို to ရဲ့အောက်မှာတော့ဘာရှိလဲဆိုရင်ဒီမှာ MongoDB share ဆိုတဲ့ဟာလေးရှိပါ တော့သူ့ကိုကျွန်တော် download လုပ်လိုက်မယ်ဟိုငြမ်းပါပါဒီကတော့ကျွန်တော်ငြမ်းပါ၈စက္ကန့်၆စက္ကန့်ပဲကျန်တော့လေအောင်လို့လုတ်ပြီးသွားပြီဆိုရင်ပထမဦးဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုတော့သူ့ကို copy ကျွန်တော်ပေးလိုက်။ဟောသူ့ကို copy ပေးလိုက်မယ်။ပေးပြီးသွားပြီဆိုရင်ကျွန်တော် ဒီခုနကတော့ install လုပ်ထားတဲ့ MongoDB server ရှိတဲ့နေရာကိုတော့သွားမှာသူကဘယ်မှာရှိလဲဆိုရင်ကျွန်တော်ကြည့်ကြည့်လိုက်မယ်ပုံမှန်အဖြစ်ကျွန်တော်စီရဲ program ဖိုင်မှာရှိရဲကျွန်တော်တွားလိုက်မယ်တွားပြီးသွားရင် program ဖိုင် program ဖိုင်ထဲမှာတော့ဘသူ့ကိုရှားရမလဲဆိုရင်ဟို MongoDB ကိုကျွန်တော်အော်တော့ဒီမှာတွေ့ပါရင် MongoDB တွေ့ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ copy back ပေးလိုက်မယ် continue ဆိုရင်တော့ပြေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော် MongoDB asset ဆိုရင်တော့သူ့ဒီ zip file ကိုကျွန်တော်ဖြည့်ထုတ်လိုက် extra key ရရဆိုရင်ဖြည့်ထုတ်လိုက်မယ်ဖြည့်ထုတ်ပြီးသွားပြီဆိုရင်တော့အဆင်ပြေသွားပါပထမဦးဆုံးတော့မလုပ်ရမလဲဆိုဒီ MongoDB asset ကိုကျွန်တော် system environment နဲ့ကျွန်တော်ထည့်ပြရမှာပဲဖြစ်ပါအဲ့တော့ကျွန်တော်ဘယ်လိုသွားမလဲဆိုရင်ကျွန်တော်ဒီ MongoDB အစိုက်ကိုဖွင့်လိုက်မယ်ပြီးရင်ဘင်းကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ရင်ကျွန်တော်အပေါ်လေးကိုကျွန်တော်ထောက်လိုက်မယ်ဆိုရင်ဟိုဒီဆက်လက်လေးဖြစ်နေပေါ်နေမှာပါပြီးတော့မှကျွန်တော်သူ့ကို copy လေးယူလိုက် copy ယူပြီးသွားပြီဆိုရင် environment page လေးပဲတွက်ထည့်ဖို့အတွက်ကျွန်တော် set ကိုနှိပ်လိုက်မယ်ပြီးသွားရင် env ဆိုပြီးတော့ကျွန်တော်ဂျိုင်းလိုက်တာနဲ့ edit the system environment page လေးပဲသူ့ပြန်ပေါ်လာသူ့ကိုကျွန်တော်ထောက်လိုက်မယ် ထောက်ပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်သူ့ကိုနိုင်လဲဆိုတော့အမားတော်မှ variable ကိုကျွန်တော်အောက်ဆုံးမှရှိပါတယ်နိုင်လိုက်မယ်နိုင်ပြီးသွားပြီဆိုရင် system variable အောက်ကဒီအောက်ကဒီတော့ကျွန်တော်ဒီမှာ right shall line p a t a pass ဆိုကျွန်တော်ကြည့်ပါသူ့ကိုကျွန်တော် double click ကျွန်တော်ထောက်လိုက်မယ်ဆိုရင်ပေါ်လာပါပြီပေါ်လာရင်ကျွန်တော်မယူးနေရမှာကျွန်တော်ခုနက copy ပေးထားတဲ့ဟာလေးကိုကျွန်တော်ထည့်လိုက် ဒီမှာဆိုရင် C program file MongoDB MongoDB asset လို့ပြန်တော့ပေါ့ပြီးတော့ okay နိုင်လာမယ် okay နိုင်လာမယ် okay နိုင်လာမယ်အကုန်လုံးကျွန်တော်ပြန်ရတော့ဟုတ်ပြီတော့ဒီ MongoDB asset အလုံးလုံးမလုံးပြီးဖို့အတွက်ကျွန်တော်ပထမဦးဆုံးတော့ဘာလုပ်ရမလဲဆိုရင်တော့ CMD ဆိုပြီးကျွန်တော်ခေါ်လိုက်မယ်ခေါ်လိုက်ကွန်မန်းတော့ terminal ပွင့်လာ terminal ပွင့်လာပြီဆိုရင်ကျွန်တော် မွန်ဂိုဒီရှင်အလုံးလုံးမလို့တိဖို့အတွက်ကျွန်တော်ပါရေးရမလဲဆိုရင်မွန်ဂို SH ဆိုပြီးတော့ကျွန်တော်ရေးလိုက်တာ ਨੇ အလုံးလုံးအောင်ပါဆိုတော့မှတ်ဒီမှာမွန်ဂို SH ရေးလိုက်ပြီအော်ဒီအားဆိုရင်ကျွန်တော်မွန်ဂိုဒီဒီမွန်ဂိုစာပါအလုံးလုံးပါနောက်ဒီမှာဆိုရင်ဘာရှင်းနေပါလားလဲနောက်မွန်ဂျူးရှင်မွန်ဂိုဒီဒီဂျူးရှင်မွန်ဂိုဒီဒီ SH ဒါဆိုရင်ကျွန်တော်တို့က ဒီနေ့တော့ဘာ install လုပ်ခဲ့လဲဆိုရင်ပထမတစ်ဆင့် Mongo server install လုပ်တယ် Mongo server နဲ့အတူကပ်ပါလားဒီလဲဆိုရင် MongoDB client ဟို MongoDB combat ဖြစ်ပါတယ်နောက်တစ်ခုကိုကြာတော့ကျွန်တော်ကိုယ့်အကူ manual install လုပ်လိုက်တယ်သူကတော့ကျွန်တော် MongoDB asset MongoDB share ပါသူကဒါ database တွေရှိလဲဆိုတော့ကျွန်တော်သိချင်ဘာတိ show နော်ရေးလိုက်မယ် DBS ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဆိုရင်ဒါကျွန်တော်စကားလေးရှိနေတယ် ျွန်တော် database တွေလည်းဖြစ်ပါနောက်ပိုင်းကိုယ်တိုင်ဒီဆောက်တာအင်းကိုကျွန်တော်လုပ်ဆောင်နိုင်ပါမယ်ကျွန်တော်ဆွေးနွေးနေတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ